ဘုန်းကြီးကတော့အတွေ့အကြုံများလို့နည်းနည်းပြောလိုက်အောင်မယ်ဒီတဲ့အလူရှင်ပိုင်းတော့မပြောတတ်ဆင်းရဲဘုန်းကြီးကလည်းဒီစီကောင်းပါလေလားဆိုတယ်ဒီကလည်းဒီစီကောင်းပါလေဆိုတာဆိုတယ်တော်တဲ့နောက်ကြောင့်ကလာပြန်ဆင်းရဲတဘုန်းကြီးဆိုတော့သူဟာတနေ့တိုင်းမှာဒါသူစီဟိုသူစီလေဟိုသူစီလေစာဒီလူစီစာမဖြစ်ဘူးမပြစ်တော့ဘောတင့်နေတာပဲပြေးပြီးစားတော့ကျွန်တော်ကြောက်လာတယ်ဒီလိုစီပဲလို့နေတယ် အဲ့ဒီအဲ့ဒီရှိကိုကလည်းတကယ်ပြောရင်တော့မေ့ပါဘယ်ထားပြီးမှလည်းမသိဘူးအဲ့ဒါဒီအလှရှင်ကိုဘယ်လိုပြန်ပြီးဖြည့်ပြောမှမသိဖြစ်နေဈေးပွန်းပွန်းနဲ့ညတဲ့အတွက်ရိုးတည်တည်မရှိတာဒါကိုနမူနာပြောတာပါအဲ့ဒီတော့အလကားရနေတဲ့ပြည်ချင်းဖြစ်တဲ့အခါကျတော့ရိုးတည်တည်လေးလေးဆဆနဲ့တိတ်မထနိုင်ဘူးတိတ်ထဖို့လည်းမလွယ်ဘူးများလွန်းတယ်အဲ့ဒါကြောင့်တိတ်ပေါ်လာလို့ရှိရင်ရိုးတည်မှုလေးစားမှုနည်းတယ် ဒါကြောင့်ရိုးရိုးသေးသေးနဲ့ဖြစ်ခြင်းနိုင်အောင်ဘုရားရှင်ဘက်ကပစ္စည်းကံတမပေးတာပါဒီကရုဏာရှင်ဘုရားဆိုတာကမြတ်တော်အဖြစ်ဒီမေးတဲ့မေးခွန်းရှင်ကအိမ်လုံးကြာမှုတဲ့ဆိုရင်တော့ဘုနာလည်းလိမ့်မယ်ထင်တယ်ဟုတ်လားအမျိုးသမီးတို့ရဲ့သဘောကယောက်ျားလေးစင်ကြမရင်းမင်းလည်းဖြစ်ခြင်းဖြစ်စေသူတို့ဘောမှာစွဲမဲ့နေတယ်ဆိုတာဒီကရင်မထင်မဲ့မြင်အမြင်ပြုတတ်တယ်ဟုတ်လားဟမ်ဟုတ်ပါ ဲ့ဒါကအဲ့ဒီဒီမတာပဲသူတို့စိတ်ကယောက်ျားယဟန်တန်ဃာရဲ့ဘုံမှာမျိုးမသိမလိမစားကတော့ဓာန်တူထားလိုက်ဖြစ်ကုန်ဒါနဲ့အကြောင်းတစ်ခုကဓမ္မတာအလျောက်ကတော့ဒီလိုဂရုဒဏ်နေကဘုရားရှင်နဲ့ပြည့်တော်မူခဲ့ပါတယ်ဒါဘုန်းကြီးကိုရမဘုရားရှင်တဆူတယ်ပြည့်တဲ့ပြည့်ညတ်ချက်လည်းဟုတ်ပါဘူးဒီဂရုဒဏ်နေကိုလိုက်လာတဲ့အတွက်ကြောင့်သူတို့မှာကုသိုလ်တရားတွေလည်း တို့ဘောလှန်နေတယ်မဲ့ငါဘုံညာနေတဲ့ရရှိနိုင်တယ်ဒီလိုအကြောင်းကြားတွေကြောင့်ဘုရားရှင်ကဒီလိုသိခါဖို့ဖြင့်ပြညာပေးတော်မူခြင်းဖြစ်ပါတယ်ဒီကောင်ကလည်းစက္ကူရရတယ်လို့ပြောတယ်ကြာတယ် ini ayatnya kan bahaya na ayatnya ni jadi perang. No, kalau bahaya na di kopo kacar mana itu maka ambilnya bahaya sebagai jadi kesusi. Jadi ambilnya bahaya kan sejala gaya itu kumparan bahaya sebagai jadi jadi di mana dia hore. Hau bila sini ada kumpulan bola, terus mah kalau 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 yang jauh ini tu, tiwan ini ဒီဝါနဲ့မဖရရဲ့အញ្ញာဉ်ရှိနေဆောင်ပြီးတော့ခေလုံးကြားတယ်။နောက်တစ်ခုဒကာကြီးရဲ့ဝင်ကြီးရဲ့စဉ်းစားဖို့အချက်ကလေးတစ်ခုနဲ့နှိုင်းရှင်ဖို့အတွက်ထပ်ပြီးပြောမယ်။ဒါတို့မဟာယာန်ကျမ်းစာမှာအရှင်သာရိပုတ္တရာဘုရားမြတ်ကြီးကိုနမောနာထားကြဆို။အရှင်သာရိပုတ္တရာဘုရားမြတ်ကြီးကပြိဋိဘံဆန်တဲ့ပြိဋိဘံဆန်ပြီးတဲ့အချိန်ကျတော့မကျေစုပန်းလို့ဒါတို့အယူဆသွားတာ။ ရသပန္နသင်္ခမန္တလိကလေးလေးတယောက်ကစင်္သာရိမုဒ္ဒရာဘုရားအလောင်းထံမှာလာပြီးတော့မျိုးလုံးအလုခံတယ်။စင်္သာရိမုဒ္ဒရာအလောင်းကမျိုးလုံးကလုံးထုတ်ထုတ်လိုက်။ထုတ်လိုက်တဲ့အခါမကလေးကဒီမျိုးလုံးကိုလေဝဘောတည်ပြီးကြည့်။ကြည့်ပြီးတဲ့အခါကျတော့ဘာတုံးသူ့လိုချင်တဲ့ဒီမျိုးလုံးကိုဘုရားဟောဘကမျိုးလုံးလိုချင်တာလေဆိုပြီးအဲ့လက်ထက်ရှိတဲ့မျိုးလုံးကိုမြေကြီးနဲ့ပေါက်ချပြီးခြေထောက်နဲ့နင်းချိန်ပလိုက်။ငင်းချင်းပြီးတော့မဟုတ်ကံမျိုးလုံးကိုထပ်ပြုခါတော့ရှင်နေဘုရားကတော့တလုံးကိုထပ်ပြီးလိုရ တူတဲ့ခါမှာဘာပြောလဲ။အော်ဘုရားဒီပုံမလွယ်ပါလားလို့ပြောတယ်။ဟာသူတို့ဆို။ဒါကြအဲ့ဒီအဆိုအမိတ်ကြီးကဘာကြောင့်ဖြစ်ပေါ်လာရလဲဆိုတာလေးကိုဘုန်းကြီးနဲ့ဘုရားတရားနည်းနည်းလေးတော့ပြောပြပါ။ဘုန်းကြီးတို့ဒီဘုရားရှင်ရဲ့ဝင်ထွန်းလာတဲ့အချိန်ခါမှာဟိန္ဒူဝါဒကအိန္ဒိယမှာတော်ရည်ဖြစ်နေတယ်။ပြန့်နေတဲ့ခါကျတော့ဟိန္ဒူဝါဒရဲ့အယူအဆက ကဘာလောကကြီးတွေကလူသားအလုံးမဟာပြမကခံစင်းနေဆိုတဲ့အယူဆရှိတယ်။ဒါကဟိန္ဒူနေခွတ်လို့ဆိုတဲ့ခရိယဘာသာကြတော့လောကကြီးတွေကလူသားအလုံးကိုဘဝအလုံးကိုဂေါခေါ်တဲ့ထာဝရဘုရားကခံစင်းနေလက်ခံ။ဒါကခရိယငါနေခွတ်လို့ဆိုတဲ့မုစလင်ကြတော့လောကကြီးတွေကတော့အလုံးကိုအန္နာရှင်မြတ်တို့မှခေါ်ရခြင်းမြတ်က ဖန်ဆင်းနေဆိုပြီးသူကဖန်ဆင်းခြင်းကိုလက်ခံကြတယ်။လက်ခံကြတဲ့အခါကျတော့သူတို့မှမဟာမြတ်မဆွေလည်းမဟာမြတ်မဘုံရှိတယ်ဆိုတော့ခဏကသာဝရဘုရားဆိုရင်သာဝရဘုရားဒီရရှိတဲ့ကောင်းကင်ဘုံအလားရှိတဲ့ဒီရရှိတဲ့ကောင်းကင်ဘုံရှိတယ်ဆိုပြီးသူတို့ဘက်ကဒီလိုလက်ခံကြတယ်။ဘုန်းကြီးတို့ဘုရားရှင်ပြိဋ္ဌာန်စံတော်မူပြီးတော့ပြဒနာအမျိုးမျိုးကိုအကြောင်းပြုပြီးတော့ရှင်မဂ္ဂသဘာဝဥဆောင်တဲ့ယန္တနာအထင်ကရာတို့ကသင်္ကန်းနဲ့တင်ကြတယ် တကယ်တည်းဒီနောက်ပိုင်းမှာမကြခင်မှာပဲခိုင်ခွဲနေနိုင်ဖြစ်ပါတယ်ဖြစ်တော့ခိုင်ခွဲတချို့ဖြစ်ခင်ကမြေကိုတောင်ပိုင်းမြောက်ပိုင်းခွဲလိုက်လို့ရှိရင်မြောက်ပိုင်းအချမ်းမရှိတဲ့ပုံပေါ်တွေကညာတော့အဲ့ဒီဟိန္ဒဝရနဲ့ဘုဒ္ဓဘာသာနှစ်ခုကိုပေါင်းဆက်ပြီးလက်ခံကြတာဖြစ်တယ်အဲ့တော့ဘုဒ္ဓတဲ့အတွက်ဒီဘက်ကထေရဝါဒကခင်ကမြေတောင်ပိုင်းရှိတဲ့ထေရဝါဒတွေကလက်မခံကြဘူး လက်မခံကြတော့ဒီမြတ်ဝိဘုဒ္ဓဘာသာဆိုပြီးတောင်းဝိဘုဒ္ဓဘာသာဆိုပြီးချမ်းကွဲသွားတဲ့အထက်ကမြတ်ဝိဘုဒ္ဓဘာသာကပြည့်ပြည့်ပြန့်ထားလိုက်တော့ကိဗတ်တို့ကိုတရုတ်တို့ကိုရီးယားဂျပန်စသည်ဖြင့်ဒီဘက်ကြီးအကုန်လုံးပြန့်ကုန်ပြန့်သွားလိုက်တဲ့အခါမှာသူတို့ရဲ့ဟောဉာဏ်ရည်ရည်ထဲမှာကအဓိကလူကြလဲဆိုတော့နာဂိဇုဏဆိုတဲ့ပုဂ္ဂိုလ်တို့ရဲ့ဟောဉာဏ်ချက်ကပဏာဏဖြစ်ဒီနာဂိဇုဏက ဘယ်လိုပုဂ္ဂိုလ်လဲလို့ပြီးတော့သူကဘုန်းကြီးလည်းမဟုတ်ဘူးဖလားဆော့ပါတယောက်တချို့သုကေသနာဓမ္မတွေကတော့ဒီနဂိဇုနာကဘုရားဘာသာနဲ့ဟိန္ဒူနေနဲ့တင့်မြတ်တော်အောင်ရှားရဲကနေဝိစေစာတဲ့ပုဂ္ဂိုလ်ဆိုပြီးကျုပ်ကတော့ဒီလိုပြောတယ်ဒါပေမဲ့အဓိကကသူ့ခေါ်ပြောချက်တွေကမဟာယာနဲ့နေထဲမှာပြန်နှံ့သွားပြီးတော့မဟာယာကသူ့ခေါ်ပြောခေါ်ချက်ချက်ကိုအဓိကထားပြီးသူ့ကို ဒုတိယဖျားဆိုပြီးဥပထားတယ်အဲ့ဒီဝါဒဒီမှာကဖန်ဆင်းရှင်ဆိုတဲ့အမည်မျိုးကကပ်ထားပါတယ်ဒါပေမဲ့ဖန်ဆင်းရှင်ဆိုသူတို့မသုံးတော်လဲဘောဟာရကခက်ဆန်းဆန်းဖြစ်နေဖြစ်နေဆိုတာကခုနကအမိကျန်ပါဖျားရှင်နဲ့ကောင်းကင်ဘုံမှာသူပြိဝါနဲ့သူတို့ကခေါ်တယ်ဒီပြိဝါနဲ့မှာအမိကျန်ပါဖျားရှင်နဲ့ဒီအမိကျန်ပါဖျားကပြီးတော့ခိုင်းစင်လိုက်တဲ့အပြည့်ဖျားအဆူဆူကလောကမှာဆင်းပြီးတော့သာနာပြုတယ်ဆိုတာတရားခေါ်တယ် ိလို့တဲ့အမှုကြပါရှိတဲ့ကောင်းကင်ဘုံပြန်သွားတယ်အပ်ဒီဝလည်းကိုပြန်သွားကြတယ်ဘုမဘုရားတည်းရှုနေတယ်ဆိုပြီးတော့ဒီခြေရောင်းရဲ့ဒီဥစ္စာတော့ဟုတ်ပေါ့တရားအစားတဲ့ဇေယျသတ်တော်ဆိုတာလားဆက်ပြောတယ်ဒီလားဆက်ပြောတယ်ဘောလားဆက်ပြောတယ်ဇေယျသတ်တော်ပဲကောင်းဆုံးကတော့ဖြစ်ခြင်းနိဗ္ဗာန်လူတင်ခြင်းတော့ဒီလက်ကိုစာဖြစ်ရင်အမှန်နဲ့သို့တော့ဒီလက်ကြည့်နေတဲ့မှာတဏှာလေးပေါ်ပါတယ် ဓမ္မဌာနတိလတိလသမာဓိပညာဆိုတဲ့လက္ခဏာတွေအပြင်ပြင်ပြင်ချုပ်ပေါ်လာတော့တိလကလည်းတရဂုံတို့ရဲ့အဖြစ်အလေးထက်ဌာနဟာလည်းတရဂုံတို့ရဲ့အလေးထက်အဖြစ်တစ်ခုဖြစ်တဲ့တိလဆင်းရဲမှာပါပါတယ်။ဒါကြောင့်စက်ကျင့်နိုင်တာကဘာဘတိလကစက်ကျင့်နိုင်တဲ့လူတွေဆိုရင်သုံးနိုင်ရှင်ပါတိလရှင်ပါတိလဒါဆက်ပြီးပြင်ရမှာပါ။ဒီလိုသမာဓိပြင်ပြီးတော့ပြင်ရပြင် ဒီနေ့ကတို့တော်ဖြစ်ခြင်းအောင်ဖြစ်ခြင်းရဲ့ဘယ်မှာဌာနဘာလို့ပြုကောင်းပါလဲတို့တော်ဒီနေ့မှာခொနကပုဂ္ဂိုလ်တရားမင်းမြေခွန်ရဲ့ဘာသာတူတို့ခွန်ကြီးချက်ပြီးပြောနေတဲ့အချက်တွေကဒီနေ့ရှိရဲ့ပုဂ္ဂိုလ်ကတော့မဟုတ်သမာဓိလက်ရှိတဲ့ဉာဏ်လက်ရှိတဲ့ပုဂ္ဂိုလ်ကသုတောင်းရင်ကြောင့်လည်းသုဖြစ်တတ်ပါတယ်။အေဒီဒီဝိခွေဒီလဝေကြောင့်ဆေကြောင့်ပဏိတိဣန္ဒုတ္တံ။ဒီလနဲ့ဆင်ရဲတဲ့အတွက်ကြောင့် ဒီလရှိတဲ့ပုဂ္ဂိုလ်ရဲ့ရှိရဲ့တောင်းတကြကုသမြတ်ဒီမချုပ်ဒီကံပြီးပြီးပြီးဆောင်တတ်တယ်။အဲ့ဒီလကရှင်ကျေတာကဒီလမှာသမာဓိကလည်းခြံရတယ်ဝိပဿနာကလည်းခြံရတယ်။အဲ့လိုဒီလမျိုးရှင်ကိုရှင်ကျေတယ်။ဒီလိုကိုရှင်ကျေနေတဲ့ဒီလကြီးရဲ့ပုဂ္ဂိုလ်ကဆုတောင်းခဲ့တယ်။တောင်းနေစဉ်ပြည့်တဲ့တည်းဆုလုပ်ပါတယ်။အဲ့ဒါဘုရားရှင်ရဲ့အတိတ်ဘဝ900လောက် mà bị vợ chồng kia muốn đến thay cũng là bị chúng thay cũng là mà ra nếu con ta nhận nếu con tụi đi vậy tôi là một quan hệ muốn đấy à thì đây là một quan hệ này thì bao nhiêu bao nhiêu một quan hệ muốn sẽ là chỉ có mà là một quan hệ muốn nói qua là một quan hệ muốn quay ông của tôi làm thế à thế thì cái gì nghĩ bị làm Thara đi là xa gà tin nhà cháu này là nhìn nhu khai nhà là mình xuống tông cái một khói à vào သရတရားကိုတွင်ရမယ်။စာကမိကစံတဲ့ပုံစံတွင်ရမယ်။နိလရှင်စင်းတွင်ရမယ်။ပညာဝိပဿနာပညာရှင်တွင်ရမယ်။အဲ့ဒီသရတိလစာကပညာအကြောင်းပြလေးကိုနှုတ်သားလုံးမှာစုံစုံကြီးရှိခဲ့မယ်ဆိုရင်ကောင်းနေဆုံးပြည်ကမခွဲကြည့်မှုလို့တောင်းလို့ခွဲရဘူးတဲ့။ဒါဘုရားကပြင်းနေပါ။ဘုန်းကြီးပြင်းနေနေဘုံနော်။အဲ့ဒါစိတ်တို့လာတော့ဒါ ရှင်ပြာအနိဒောဘောဟိုနောက်ဝင်ပူလူပြောက်နောက်ဝင်ပူလာတော့ဟိုတရေဝင်ပူလာဒီအိမ်ကဒီပူကြီးပြန်ထွက်လာဘာမှကြည့်တော့လားအဲ့ဒီလိုချိန်ရောပူကြီးရဲ့အချိန်မှာသူပူတဲ့အချိန်မှာပြန်ထွက်ပြောင်းလို့ဘူးစိတ်ကပြန်ရောက်တယ်ဒီပုံမှာစိတ်ကပြန်ရောက်ပူပြန်မလဲတော့သူကဒီလိုလေအဲ့ဒီအဲ့ဒါကြောင့် နည်းနည်းနမူနာလေးတစ်ခုပြောမယ်။ယေသံဖျားအရိယသင်္ခါရစေတမူနေသာသောဘုံလုံးဒီပြဏိဗံမသမီသုံးလမြောက်သောရေလည်းဒီမှာမန္တကပြဏိဗံသံဘုဒ္ဓဘိတိယထာမြေဝတ္တေသင်္ခါမှာဒီသင်္ခါအဲဒီသင်္ခါရမလွတ်ခင်လေးမှာရှင်အနန္တကိုနည်းနည်းသက်သာရရရှိခြင်းနဲ့အတွက်ပြောရမှာ။ဣတိဝါ၄ပါးကို ပြည့်ပြည့်စုံစုံပေါင်းပြတတ်တဲ့ပုဂ္ဂိုလ်တွေကအသက်ရှင်အောင်ဒိဋ္ဌိအောင်မြင်နိုင်တဲ့အကြောင်းတွေပြခြင်းကအမိတ်ပြတာ။ဒါပေမဲ့အဲ့ဒီဒီကမှာရှင်အနန္ဒမမိတ်အောင်မနာကပါလို့တာ။နှလုံးသားကိုပြည့်ထားတယ်။ညစ်တယ်တော့သူ့နှလုံးသားမှာပြည့်ဖြစ်နေတဲ့စိတ်အစဉ်တွေကကောင်းကောင်းအလုံးမလုံးနိုင်။အဲ့ဒီတော့သူမိတ်သွားတဲ့ပုံထားပါပဲ။အဲ့ဒီတော့သူမိတ်သွားတဲ့ခါကဘာဖြစ်ရလဲဆိုတော့ဘောင်းစိတ်ကြီးကြီးပဲဆက်တဲ့ဖြစ်တယ်။ ဝိစိတ်ကတော့အတိတ်ကရှုခဲ့အတိတ်ကမနန္တအချိန်ခါမှာထင်ခဲ့တဲ့အာရုံပေါ့ခொနကဘုန်းကြီးတရားဟောတော့ရှင်းပြတဲ့အမေရိကန်မျိုးသမီးလေးဆိုရင်သူ့ရဲ့ဘုန်းကြီးစိတ်ကအငှက်ကလေးတွေပြန်နေတာအများနဲ့မြင်တယ်။အဲဒီအာရုံကိုတော့သိပြီးပြစ်စုံပါအာရုံမှန်နေအတိတ်ဒါကိုပဲမေ့နေဆိုပြီးပြောနေကြတာ။အဲဒီတော့စိတ်ကဘယ်မှမတော်ဘူးဘုံကလည်းဘာမှမဖြစ်ဘူး။တော်တော် သူတို့ကမိအောင်ခုလက်ခတ်ချက်စွမ်းအားတော်ရှိရှိပြီးတော့သူတို့ကနှုတ်ခမ်းကိုစီးပြီးသူတို့ပြောနေတဲ့ဒီကိုပြောတတ်တဲ့စွမ်းအားရှိပါအဲဒီလိုပြောတာကတော့လူနာကပြောတယ်မဟုတ်ဘူးအဲဒီဝင်မှုတဲ့တစ်စီတည်းရဲ့သုံးပုံနဲ့ဒီကပြောတယ်မဟုတ်ပါဘူးအရှင်ဘုရားအာဒီဘဝကောတာမှဖြစ်တဲ့ပုဂ္ဂိုလ်ကနောက်ဝိမေရိယတရားကိုပူပြီးနိုင်လို့ရှိပါလား ဒါကလည်းသုတောင်းဘုံမှာဖြစ်တယ်နော်နမုနာလေးဒီကိုပုံပြပါဘုန်းကြီးဘယ်မှာဖြစ်တဲ့တဲ့တော့ချိန်ခါကဘုန်းကြီးတို့ပြန်လာမှာသတိပါလို့လည်းသူရဲ့မိတ်ဆွေကခရီးကဩဒိတ်နေဖြစ်ပါဒီကိစ္စကတော့ဒီကကတ္တဗ္ဗေဖြစ်နေအလုပ်အခြေဥပဒေကနေကလည်းဖြစ်နေမြင့်မြင့်မြီးပါးနှစ်ပါးကိုပြည့်စုံလို့ပြည့်နေတဲ့ဘောင်းဖြစ်တဲ့အနာဂတ်ရတ္တဘောင်းဖြစ်ပါတယ်။ဒီအနာဂတ်အရိယဘောင်းက ဝိညာဉ်ပြေဘုရားအလောင်းတော်တောထွက်တဲ့အချိန်ခါမှာလူကြီးကိုဆင်းလာပြီးတော့အနောမတောင်ကမှပြိခဏရှိပါလားသူပါပါဒါပြင်ပါပဲနော်သူရဲ့ဆန္ဒဘုရားသူကအရတ္တဘုံမတိသိဉ္ဇဉ်တော့အနိုင်ငံဖြစ်နေတာရှိနေတယ်ဟောဓမ္မဒီမှာဆက်နေဝင်ရှိပါအဲ့ဒီချိန်ခါမှာကတ္တဗျာဒေနမကကုဘုရမဘုရားအတိတ်ကိုဖုံးရောက်ပြီးရှိပါတယ် အနတ္တဘရိမတိယမြတ်တရားအထိတဲ့သူဘုံမြောက်ကိုရှင်းနိုင်။နောက်တစ်ခုကတော့ဘုန်းကြီးတို့ဘုရားရှင်ကိုတရားဟောလာတောင်းမနဲ့အံပတိပြမဆောင်ရှိတယ်။ဒီတံပတိပြမကကတ္တဘဘုရားရှင်လက်ထက်တော်ကသူကဘာကအမည်ရှိတဲ့ဉာဏ်တော်တစ်ပါးဖြစ်ပါတယ်။သူကတရားတွေကိုအတုဒ္ဒအနာဂမ်ပညာပေါ်ညာဆက်ကျင်ပါတယ်။အနာဂမ်ပညာပေါ်ညာဆက်ကျင်မှသူကမဟာပြမဘုံမဟာပြမကြီးတော်ဖြစ်တယ်။ တရားစီတရားမဟောတော့ဘူးလို့စိတ်တော်ကညှုပ်ငိမ့်တဲ့အခါမှာပြမပြကနေစဉ်းစားပြီးဘုရားရှင်ကိုတရားဟောဝင်ရအတွက်ပြန်ထားပါတယ်။ဒီတော့ဃောရမဘုရားကိုလည်းသူဖုံရအောင်ရှိတယ်ပေါ့။သူရဲ့နောက်ထပ်ဘဝဆိုတဲ့ရှင်ဒီအောင်မဆိုင်အနာဂတ်မှာပွင့်တော်မူမဲ့ဒီမိတ္တရာဘုရားကိုလည်းဖုံရအောင်နဲ့ဘဝရှိပါတယ်။နောက်တစ်ခုကတော့ဘုန်းကြီးတရားရှင်ဟာ ပါရမီဖြစ်စဉ်အချိန်ခံမှာ30တဘုံမှာသုံးရမှုတဲ့ဘုံ၅ဘုံရှိခဲ့ပါတယ်။သုတ္တဝတ္တငါဘုံခေါ်ပါတယ်။အဝိဟအတ္တဘုံသုတ္တတံသုတ္တတိအဂတိချဆိုပြီး၅ဘုံရှိ။ဘာဖြစ်လို့လဲ။အဲ့ဒီ၅ဘုံကအနာဂတ်အရိယတရဟောနေဟန္တာကရှိဘုံဖြစ်တယ်။ဘုရားလောလောကလည်းပါရမီဖြစ်စဉ်ခံမှာပုထုဇဉ်ဖြစ်နေတာပါရမီဖြစ်ခဲ့တာအဲ့ဒီဘုံတွေကိုတကမ္မမရောက်။မရောက်တဲ့အတွက်ကြောင့်ဒီနေ့ နယောဘီကိုဖြည့်ကျင်သောသတိကြွတဲ့အခါသုတ္တဝန္တပြမဘုံကိုကြွတော်မူပါတယ်။သုတ္တဝန္တပြမပြရောက်တဲ့အချိန်ကမှအိယပြမတွေကစီးကြုပ်ပြီးတော့ဖြစ်နေခြင်းကိုပြရောက်ထက်တဲ့တပိတော်ကကတ္တပံဖြစ်ခြင်းတည်းတဝန္တဖြစ်ပါလေ။တပိတော်ကကသုဏ္ဍနေသောဖြစ်ခြင်းတပိဖြစ်ခြင်းတပိတော်ကကောဏကမဏမေသောဖြစ်ခြင်းတပိဖြစ်ခြင်းတပိတော်ကသိက္ခိမေသောဖြစ်ခြင်းတပိဖြစ်ခြင်းတပိတော်ကဝိပ္ပဏိမေသောဖြစ်ခြင်းတပိဖြစ်ခြင်းဆက်သဖြင့် ခရစ်စုံတို့ဘုရားရှင်တို့ဝိတော်ကရအရိပြဘီမှာရှိပါသည်ဘုရားခရစ်စုံတို့တို့တွေ့စိတ်မပေါ်ဘူးဝိပဿနာဖြစ်မှာကျတာဒီနေ့ဒီလိုဖြစ်မှာကအခုတော့ဒီဒါနနဲ့ပတ်သက်လို့ဒီလိုကအခုအဲတိရတာက ဘုရားမှာရတာသူရဲ့သဗ္ဗတာသာမဏေပိပုရိယကိုအလူဒါနာပေးရမယ်ဒါကုသိုလ်တစ်ခုပဲဟာပြီးအဲသာမဏေတစ်ခုပဲတကယ်လို့အခုဒီမှာကျတော့ဒီလိုမြင်တာကခွန်ကြီးတောင်းပြီးဘုရားရှင်ကသာမဏေပြည်များရဲ့ပစံချမ်းသာတဲ့ပြည်အတိုင်းပေါင်းကြည့်ကြတယ်ဒါပေမဲ့ဒီရိုအပ်တဲ့နေရာရဲ့တကယ်လိုအပ်လိုအပ်နေတဲ့အဲဖြစ်နေတဲ့တကြီးရဲ့ဦး ရှိရတော့အဲ့ဘောတကယ်လို့အာယုဆိုင်ပြောတယ်သူဖြစ်တယ်ပေါ့နော်အဲ့ဟာတာတော့ကုသိုလ်ရတာခင်ဗျာကုသိုလ်ကွာသူကနဒုလင်ဝကလေးပြည့်စင်ကပရိဘုဒ္ဓသူကမပရိဘုမတော်ဘူးဒီလိုသမချက်ရှိပါဘာမှချက်ကတိလက်ရှိတဲ့ပုဂ္ဂိုလ်ကိုယူခိုင်းတဲ့အကျိုးပေးခြင်းအဲအကျိုးပေးတဲ့အမြန်မှာသင်္ကန်းငါးချက်ပြောပါတယ် အလုကံအလုပေးတဲ့ပုဂ္ဂိုလ်ကသီလကျင့်တဲ့ပုဂ္ဂိုလ်ဖြစ်ရတယ်။လူဝဝတ္ထုကတရားတော်နိလန်ဖြင့်ရှောက်ခွေရရှိတဲ့လူဝဝတ္ထုဖြစ်ရတယ်။ဘေးလူတွေအချိန်ကမှစိတ်တန်ကြီးကအခြေအနေဆင်းနေတယ်။ဟောဒီဘုန်းကြီးရှင်ကိုသွားဆိုလိုက်ရင်ငါအလုပ်မရမှာ။ဒီအဲ့ဒီမြန်လေးချက်ကတော့လောဘဥစ္စာနဲ့စင်ကြဲတဲ့စိတ်ကမဟုတ်ပါဘူး။ လုပ်ငန်းတွေကဒီနေရာမှာတော့လုံမနေနေအောင်မြင်နေအဲ့ဒါတို့သွားကြရအောင်ဒီလိုခံပြုကပုံစံမကြောက်ဒီဘုန်းကြီးချင်းနဲ့မပေးလေအဲ့ဒါမျိုးဆိုလည်းပုံစံမကြောက်ပြီးတော့လောဘဒေါသမောဟကြီးကအဲ့ဒီအချိန်မှာကင်းရှင်းနေရကင်းရှင်းအောင်မလုပ်ကြလဲဆိုတော့အထွတ်တည်းနဲ့အဲ့ဒီအချိန်မှာ ုံနေတဲ့ဒီတိမဲ့အကြောင်းတရားတွေတိမဲ့အကြောင်းတရားတွေကညှို့နေတဲ့ဘုံနိစ္စဒုက္ခတက်တာရှုနေတဲ့ပုဂ္ဂိုလ်ဖြစ်ခဲ့စိတ်တက်ကထလုံးဖြစ်စဉ်ဘယ်လိုရှုလဲဆိုတော့အလုံကံဖြစ်တဲ့ဒီဒီလရှိတဲ့ဒရောကုန်းဒီရဲ့တန်တမရှိတဲ့ညှို့နေတဲ့ဘုံမိမိကတန်ရှုချင်လို့ရအဲဒီညှို့နေတဲ့ကိုလည်းနိစ္စဒုက္ခတက်တာလက်နေတော့တဲ့ရှုနိုင်တယ်မိမိတန်တမရှိတဲ့ညှို့နေတဲ့ကိုလည်းနိစ္စဒုက္ခတက်တာလက်နေတော့တဲ့ရှုနိုင်တယ် ေတုနေတဲ့ကုသိုလ်စိတ်စေတနာတွေကိုလည်းအနိစ္စတုပ္ပတ္တလက်ခံရေးသုံးတတ်မှုရှိတယ်။ဒီလိုပုဂ္ဂိုလ်ကြတော့သူကစိတ်တည်းဖြစ်စဉ်တဲ့ဒိဋ္ဌိကအဖြစ်နောက်တစ်ခုကပြန်ပြန်ကြည့်ရင်မြင့်မြတ်နေတဲ့ကံကံရဲ့အကျိုးအပေါ်မှာယုံကြည်တဲ့ဓာတ်ရခိုင်နေနေရှိရတယ်။အဲ့ဒီဓာတ်ရအကောင်းဆုံးကဘုဒ္ဓကရုပ်ရှင်နန္ဒီကိုဟိုတဲမှန်တယ်မိမိကိုယ်နဲ့ကြောက်ရွံ့နေမှုပြိဿာပုံပေါ်ဟောတရားတွေကိုစနေကြည့်ရှိတယ်။ ရှုတတ်တဲ့အတွက်အဓိကအကြောင်းတရားကြောင့်အဓိကထောင်ခဲ့တဲ့ဝိသရဏဥပဒံသင်္ခါရကံဆိုတဲ့အကြောင်းတရားတွေကဒီဘဝမှာခန္ဓာ၅ပါးယုတ်တရားနဲ့တရားဖြစ်ပေါ်ဒီဘဝထူထောင်နေတဲ့ဝိသရဏဥပဒံသင်္ခါရကံဒီကြောင့်နောက်အနာဂတ်မှာခန္ဓာ၅ပါးယုတ်တရားနဲ့တရားဖြစ်ပုံဆိုတဲ့အကြောင်းကျုပ်ဆက်နေမှုတော်တွေကိုကိုယ်ရင်သိတယ်သိတဲ့ယုတ်ကြီးချက်ကတော့ဖို့ခံနေတယ်သို့တော့အဲ့ဒီယုတ်ကြီးချက်မရှိဘူးဆိုရင်တော့ဒီပါဆရာသမားတို့ရဲ့ဆိုဆုံးမှမှုဖြစ်ကံကံရဲ့အကျိုးကိုကလက်ခံညွှန်ပြတဲ့ယုံကြည်ချက်ပြောလို့ရှိရတယ် ဘုန်းကြီးတို့အလှပေးတဲ့ပုဂ္ဂိုလ်ပဲမှာအင်္ဂါလေးချက်အလှကံပုဂ္ဂိုလ်ပဲကလည်းဒီလရှိရှိရင်အင်္ဂါ၅ချက်ဖြစ်သွားဒီလိုအင်္ဂါ၅ချက်ရှိနေတဲ့အလှဒါနာမျိုးကိုဝိပုလဖလပြန်ပြန်ကြည့်ကြတဲ့အကျိုးရရှိတဲ့ဌာနမျိုးဆိုပြီးတော့ဘုရားကဟောတယ်ဘယ်လိုပြန်ပြန်ကြည့်နေလဲဒီအလှခြင်းကသဗ္ဗညုတဉာဏ်ကိုအလှခြင်းဖြစ်တဲ့ဆိုရင်သဗ္ဗညုတဉာဏ်ကိုဆုတောင်းတဲ့သဗ္ဗညုတဉာဏ်ကြောင့်ရတဲ့အကျောင်းထောက်ပံ့ဖြစ်တယ် ဟာပြည့်စုံကဘောဓိဉာဏ်ကိုလိုချင်တဲ့လက်ပြည့်စုံကဘောဓိဉာဏ်ရဖို့အကြောင်းထောက်ပါဖြစ်တယ်။အက္ခန္ဓဝကဘောဓိဉာဏ်မဟာသဝကဘောဓိဉာဏ်ပကတိသဝကဘောဓိဉာဏ်ဒီကိုလိုချင်တဲ့လက်ရတယ်။ဒါကအကျိုးရှိတဲ့ဒါနမျိုးပါ။တို့တော့ဘုရားရှင်ကမချင်းမောမော။ပြိတ္တတင်နေမင်းကြီးကမယ်ကာမဂုဏ်တို့ကိုပြုတဲ့အကျိုးခုလိုပဲကြီးကြီးပွားပွားများများတဲ့အကျိုးရှိတဲ့ကာမဂုဏ်လည်းရှိတယ်။ဘာအကျိုးမှမရှိဘူးအဲဒီကာမဂုဏ်လည်းရှိတယ်။ခရင်ကြိုက် အကျိုးရှိတဲ့ဒါနနဲ့အကျိုးမရှိတဲ့ဒါနအကျိုးရှိတာကိုကြိုက်ကြလားအကျိုးမရှိတာကြိုက်ဒါဆရာဝါဉာဏ်ရည်ဆန္ဒကအင်္ဂါပါဘုရားရှင်ကအကျိုးမရှိတဲ့ဒါနကိုနှစ်ချက်ဘာလဲဆိုတော့ယောဝိတရာကိုဝိတရာကိတုထရာတိဒါနသမိလလတ္တသူပဒနာစေတောအဘိတ္တဟံကမ္မပလဥနာရံတံဝေဒနာအဘိတ္တဒါနနဘဂန္တိအန္တရာဇောအမြဆုံးဒါနဆိုပြီးဟောတယ် ဘယ်လိုလဲအလှူမင်းတဲ့ပုဂ္ဂိုလ်ကအရာကခင်းကြီးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်လူမဲ့ဝိတုကလည်းတရားတော်လေးနဲ့ရှားပေါ်ရရှိတယ်ဘိညုတဲ့ရှင်ကမလည်းချက်ချက်ကကတန်ရှင်းနေတဲ့လူကအနိစ္စဒုက္ခနဲ့တဲ့လက္ခဏာရင်သုံးတန်ခြေပြီးခမုန်ကြီးရှုနေတဲ့ပုဂ္ဂိုလ်ကံကံရဲ့အကျိုးတရားကလည်းပြိစ္ဆာန်ပုဂ္ဂိုလ်ကိုရှုထားပြီးဖြစ်တဲ့အတွက်ခမုန်ယုံကြည်နေတယ်နားလည်ဒါအလှူမင်းတဲ့ပုဂ္ဂိုလ်ဘက်ကငါလင်းချက်ဆုံးနေတယ်အလှူကံပုဂ္ဂိုလ်ရဲ့ဘက်ကလည်းအရာကခင်းကြီးတဲ့တော်ကောင်းနေဖြစ်တယ် အဲ့ဒီလိုအလှူဒါနမြတ်ဖို့ဘုရားရှင်ကအမိတ္တဒါနနဲ့မက်ကပစ္စည်းလေးပါးကိုလှူဒါန်နေတဲ့အလှူဒါနအားလုံးတို့မှာအတန်ဆုံးအမြတ်ဆုံးဒါနဆိုပြီးခေါ်တယ်။ဘာကြောင့်ဘဝလျာဘဝပတ္ထနာရဲ့အဘဝတော့ဘဝကိုတွေ့တဲ့စိတ်တက်လုံးလုံးဘာမှမရှိတောင့်တမှုလုံးလုံးဘာမှမရှိမရှိတဲ့အတွက်နောက်တည်းဒီကောင်းမှုကြောင့်ဘဝတည်ဆိုတာဖြစ်အောင်နော်ဘဝတည်ဆိုတာမဖြစ်ရင်ပြိတ္တာနဲ့လည်းရတဲ့ဒုက္ခမျိုးရှိတယ် ပြိဏ္ဍိနိယတဲ့ဒုက္ခမရှိအောရဒုက္ခနာရဒုက္ခတရားရဒုက္ခမရှိဘူးကောင်းပါဘူးဒါအကျိုးရှိတယ်နဲ့အကျိုးရှိတယ်ဆိုရင်ဘုဘကကြည့်ဖို့လည်းပြိဏ္ဍိနိယမိဖိုက်ခြင်းဆိုတာဘယ်နဲ့တော့ဒီအမိဖိုက်ခြင်းပြန်သွားခြင်းဖြစ်တယ်သင်္ကန်းသရောပြားကတော့သူ့ရဲ့သတုရာရက္ခဒီပဏီမှာကြီးတယ်ဒါလည်းမိဘဆုပ်ပဲအမိဖိုက်ခြင်းဖက်လာတဲ့ယောက်ျားတစ်ယောက်ကလည်း နောက်ထပ်တစ်ပံဒီတော့မြစ်ပတ်ဆုံးပဲနေတဲ့အမိဘိုက်ထက်ကိုပြန်သွားကျင်သေးတယ်ဆိုရင်ဒီယောက်ျားရဲ့ညံ့နေယောက်ျားလောကဘယ်မှာရှိမှာလဲဆိုနေတော့ဟုတ်လားဟမ်အဲ့ဒါပဲလူတွေကတော့အကျိုးရှိတာတိုက်တယ်ဘုရားရှင်ကအကျိုးမရှိတာတိုက်အကျိုးရှိတော့ဘာဖြစ်လဲအနေဆုံးပြိဿနေနေရတဲ့ဒုက္ခရှိမယ်ပရိနိဗ္ဗာန်ရည်ရည်ဆိုရနဲ့ဘုရားမင်္ဂလာမတည်းရဲ့တစ်ထည့်တစ်ကျော်ပဲဖြစ်ဖြစ်နတ်ပဲဖြစ်ဖြစ်ဒီမှာပဲဖြစ်ဖြစ်ဒီဒုက္ခကပြင်းလို့လွတ်လာ မိမိလက်ရှိသမဲ့ကာမဝဋ်ထုအစွတ်တွေဖောက်ပြန်ပစ္စည်းတွေအတွက်ဆိုရင်မို့ဆိုရင်ဝဋ်ကြမိတရားချင်းပရိသေးဝဆိုရင်ချင်းသောကငွေကြမိတရားချင်းပရိသေးဝဘုရှင်ရဲ့ချင်းဒုက္ခစေကြီးရဲ့ချင်းဓမ္မနာတာပြိစုံမှုဝါယချင်းဥပါယတာတွေဖြစ်မိမိလက်ရှိသမဲ့ကာမဝဋ်ထုတွေကိုအကြောင်းပြုပြီးရာဂမိဒေါသမိမောဟမိတွေထောင်ရဲ့တဲ့ခံခံရမိတစ္ဆေတည်းတည်းတို့ဖြင့်ဝိညာဉ်ထဲတဲ့ချမ်းသာဒုက္ခမျိုးကို တကယ်ချမ်းသာဒုက္ခအစ်စ်လုံးတော့နေပါမှာဒါကြောင့်ဘုရားရှင်ကမစင်ဟူသည်မြလေအကြီးငယ်ပဲဖြစ်ခြင်းဖြစ်ပါစေရုံချာဆက်စုပ်ပဲသဘောသာဧကန်ရှိတယ်လို့ဘဝဟူသည်မြလေအကြီးငယ်ပဲဖြစ်ခြင်းဖြစ်ပါစေမြည်သည့်ဘဝကိုမြတ်ဘုရားမချင်းမွန်ပါဘူးဆိုပြီးတော့ဒီလိုဟောထားတာဒါကြောင့်အကျိုးရှိတယ်ကိုနှစ်ချက်နဲ့တော့စိုက်တန်လုပ်ပါဘုန်းကြီးကအကျိုးမရှိတာကိုတိုက်ပြတ်ကြ 给叫什么天呢？布仁吉，布仁吉天呢？布仁布苏苏罗觉，现在上面有卫星瀑布，有月亮，有太阳，有河流，有飞花，有山，还有太阳。对，来唱一唱，来唱一唱，来唱一首《心平》。心平，心平，地久天长，天长地久，天长地久，地久天 两个功德品呢？在为勇气大法功德品。在那广东巴尼的国。在广东巴尼的国。那个地那个。那个地那个。还有啥地地品？还有啥地地品？江山下起多。江山下起多。芦苇无处。芦苇无处。丝丝柔和。丝丝柔和。山高路窄。山高。 ยู่คู่หัวอยู่ไหน 作，南边南沟，南边南沟，南方都阿拉个，南方都阿拉个，东边的风，东边的风，新疆工作，新疆工作，新疆的娘，新疆的娘，南方都阿拉个。